မင်္ဂလာပါရှင်ဒီ channel လေးကနေပြီးတော့မြန်မာသားယင်းနီးမြန်မာသားဖန်နီးနဲ့စကားပြောဆိုနီးလေးတွေကိုသင်ကြားပေးနေတာဖြစ်ပါလိမ့်ရှင်အဲ့ဒီအပြင်အတန်းစံအလိုက်မြန်မာသားဖတ်စာလေးတွေကိုပါဆက်လက်ပြီးတော့သင်ကြားပေးနေတာဖြစ်ပါလိမ့်ရှင်ဒီနေ့တော့နဝမာတန်းမြန်မာသားဖတ်စာမှာပါဝင်တဲ့ပစ္စည်းလေးတွေရဲ့အကြောင်းကိုဆက်လက်ပြီးတော့သင်ကြားပေးသွားမှာဖြစ်ပါတယ်နော် ပစ္စည်းလေးတွေရဲ့အကြောင်းကိုသင်ကြားပေးတဲ့နေရာမှာပထမဦးဆုံးအခြားပစ္စည်းရဲ့အခန်းကဏ္ဍရဲ့အောက်မှာရှိတဲ့နံပစ္စည်းတွေရဲ့အကြောင်းကိုစတင်ပြီးတော့သင်ကြားပေးနေတာဖြစ်ပါတယ်။နော်ပစ္စည်းဆိုတာဘာလဲဆိုတော့ပုံဆက်ပစ္စည်းဝက်ကြဆက်ပစ္စည်းတွေကဲ့သို့ပဲနံကရိယာအထူးပြုတဲ့နော်အတိတ်ဘယ်တွေကိုထူးခြားလေးနဲ့အောင်အထောက်အကူပြုတဲ့ တခြားပစ္စည်းတွေအကြောင်းတွေကိုဆက်လက်ပြီးတော့သင်ပေးနေတာဖြစ်ပါတယ်ပထမနေ့တုန်းကတော့မျိုးပြပစ္စည်းအကြောင်းကိုသင်ပေးခဲ့ပြီးတော့ကွက်လက်ဖြည့်နည်းလေးတွေပါသင်ပေးခဲ့တာဖြစ်ပါတယ်ဒီနေ့ကတော့ကိန်းညွန့်ပစ္စည်းသင်ချာလေးနဲ့ပစ္စည်းပမာဏပြပစ္စည်းအကြိမ်ပြပစ္စည်းအစဉ်ပြပစ္စည်းနဲ့နန်းထောက်ပစ္စည်းဆိုပြီးတော့ရင်ဒီပစ္စည်းလေး၆မျိုးအကြောင်းကိုဆက်လက်ပြီးတော့သင်ကြားပေးသွားမှာဖြစ်ပါတယ် ဒါဆိုပထမဦးဆုံးကိညွန်းပစ္စည်းကိညွန်းပစ္စည်းဆိုတာဘာလဲဆိုတော့နန်းနန်းစားတွေရဲ့နန်းနန်းစားတွေရဲ့အရေးအတွက်တစ်ခုထက်ပိုချောင်းကိုပေါ်ပြတဲ့ပစ္စည်းကိုကိညွန်းပစ္စည်းကိညွန်းပစ္စည်းနောက်ဆက်လို့ခေါ်ပါတယ်ဥပမာအဖြစ်နော်လူများကြောင်းများသူတို့ကျွန်တော်တို့တောတွေစင်တွေ နော်ဒါတွေကဘာလဲဆိုတော့ကိညုံပစ္စည်းတွေဖြစ်ပါတယ်နော်လူများဆိုတာကဘာလဲဆိုတော့လူဦးရေများသောဆိုတဲ့အတိတ်ပဲရှိပြီးတော့လူတို့ဆိုတာဘာလဲဆိုတော့လူအလုံးကိုခေါ်တာဖြစ်ပါတယ်ကဲဒါဆိုလို့ရှိရင်နော်ဒီဒီကိညုံပစ္စည်းလေးနဲ့ပတ်သက်ပြီးတော့နော်တခါနဲ့ဆက်လက်ပြီးတော့ရင်းနှီးလေးတွေကိုသင်ပေးသွားမှာဖြစ်ပါတယ်။ကဲဒါဆိုလို့ရှိရင်ဒီနေရာလေးမှာကြည့်အောင် နော်သက်ဆိုင်တဲ့နံပစ္စည်းလေးတွေကိုထည့်ပြီးတော့ရေးရမှာဖြစ်ပါတယ်ဒါဆိုရင်ဒီနေရာမှာအိုးနော်အိုးအိုးဆိုရင် तू အပေးထတာအိုးတေနောက်မှာသက်ဆိုင်တဲ့နော်နံပစ္စည်းကိုထပ်ပြီးတော့ဖြည့်ရမှာဖြစ်ပါတယ်။ O1 ဆိုရင် O ဆိုရင်ဘာနဲ့သုံးလဲ။လုံးနဲ့သုံးမှာပေါ့။ O1 လုံး hotel လုံးဒါဆိုရင်ဖြာဖြာကြတော့ဘာနဲ့သုံးမလဲလုံးနဲ့သုံးမလားမသုံးပါဘူးဖြာဆိုရင်ချက်နဲ့သုံးမှာဖြစ်ပါတယ်ဖြာတချက်ခါဝေရပေးပဒချက်ဖြာတချက်ဒါဆိုရင်လှမ်းလှမ်းဆိုရင်ဘာနဲ့သုံးမလဲလှမ်းဆိုရင်เนาะချောင်းနဲ့သုံးမှာပေါ့လှမ်းတချောင်းဒါဆိုရင်ဒီနေရာလေးမှာချောင်းဆိုတာလေးထည့်မယ်လှမ်းလှမ်းတချောင်း ဒါဆိုရင်လူဆိုရင်တော့ရောက်နေတော့မှာပေါ့လူတဲရောက်သွေးထိုးရပလေရေးချကတန်ရောက်လူတဲရောက်ဒါဆိုရင် ခွေးခွေးဆိုရင် အကောင်ဖြစ်တဲ့အတွက်ကြောင့်မလို့သူကကောင်နဲ့သုံးမှာပေါ့ခွေးတဲကောင်နော်ခွေးတဲကောင်ဒါဆိုရင် အမှဲ့လွန်သောတည်တည် နော်ကွက်လက်ကိုမစားပါနဲ့တဲ့ဒါဆိုရင်တည်တည်ဆိုတော့လုံးပေါ့အမှက်လွန်တော့တည်တည်တလုံးကို မစားပါနဲ့ကဲဒါလေးကတော့ကြားရဲလေးထဲမှာကွက်လက်ဖြည်နီးလေးနဲ့သက်ဆိုင်တဲ့နန်းနောက်ဆက်ကလေးတွေကိုနော်ဖြည်နီးလေးကိုဆက်လက်ပြီးတော့ပြော့ပြပေးသွားတာဖြစ်ပါတယ်ကဲဒါဆိုရင် နောက်ထပ်ဆက်ပြီးတော့သင်္ချာလေးနဲ့ပစ္စည်းလေးအကြောင်းကိုကြည့်အောင် သင်္ချာလေးနဲ့ပစ္စည်းဆိုတာဘာလဲဆိုတော့အရေးအတွက်ကိုအတိအကျเนาะဖော်ပြခြင်းအပြင်လေးနဲ့စေတဲ့နောက်ဆက်ကိုသင်္ချာလေးနဲ့ပစ္စည်းလို့ခေါ်တာပစ္စည်းနောက်ဆက်လို့ခေါ်ပါတယ်เนาะဥပမာအားဖြင့်သူဟာတိတိကျစီးတို့ကျစီးတို့တီးတို့ နော်စလုံးစလုံးဒါစလုံးလို့မဖတ်ပါဘူးစလုံးဥမာနှစ်ယောက်စလုံးသုံးယောက်စလုံးအဲအဲ့လိုသုံးမှာဖြစ်ပါတယ်နောက်တစ်ခုကလျင်ကဲဒါဆိုရင်ဥပမာလေးကိုကြည့်အောင်ဤကျိုးသည်35တောင်တိတိရှည်သည်ကဲဒီနေရာမှာသုံးသွားတာတိတိနော် ။သူကဘာလဲဆိုတော့သင်္ချာလေးနဲ့ပစ္စည်းနောက်ဆက်ဖြစ်ပါတယ်။ဤကျိုးသည်35တောင် တီတီရှည်သည်။သူက35တောင်ကိုရှိတယ်။ပိုလည်းမပိုဘူးလိုလည်းမလိုဘူး35တောင် တီတီရှိတယ်။ဒါကဘာလဲဆိုတော့သင်္ချာလေးနဲ့ပစ္စည်းအရေးအတွက်ကို အတိအကျပေါ်ပြတဲ့နော်နောက်ဆက်သင်္ချာလေးနဲ့ပစ္စည်းနောက်ဆက်လို့ခေါ်တယ်။ဘာတွေလဲဆိုတော့တီတီကြာစီကြာစီတီ စလုံးလျင်ကဲဒါဆိုရင်နောက်ထပ်နောက်ဆက်ကလေးတစ်ခုကြည့်ရအောင်နောက်ထပ်နောက်ဆက်ကလေးကဘာလဲဆိုတော့ပမာဏပစ္စည်းနောက်ဆက်သူကဘာလဲဆိုတော့အရေးအတွက်ကိုခံမှန်းခြင်းအဖြစ်နော်လေးနဲ့စေတဲ့နောက်ဆက်ကိုပနာပမာဏပစ္စည်းနောက်ဆက်လို့ခေါ်တယ်။သူကအလေးအရေးအတွက်ကိုနော်လေးနဲ့နော်ခံမှန်းပြတယ်။ခံမှန်းပြပြီးတော့ သူက၄၀တဲ့ပစ္စည်းเนาะနောက်ဆက်ပစ္စည်းဥပမာအဖြစ်ကြော်ခမ်းလောက်เนาะဤအတန်းနိုင်ចောင်းသား၄၀ကျော်ရှိသည်သူကတိတိကြကြမဟုတ်တော့ဘူးသူကြတော့ပမာဏပြပစ္စည်းဖြစ်သွားပြီတင်ချာလေးနဲ့ပစ္စည်းဆိုရင်ဤအတန်းနိုင်ចောင်းသား၄၀ ရှိသည်ဆိုပြီးတော့ရေးမှာပေါ့40တီတီရှိသည်40အပြည့်ရှိသည်အဲ့လိုရေးမှာပေါ့ဒါပေမဲ့ဒီနေရာမှာ तू ကပမာဏကိုပြတယ်အတွက်ကြောင့်မလို့ तू ကကြော်ခန့်လောက်ဆိုတဲ့နော်ပမာဏပြပစ္စည်းတွေနဲ့သုံးမှာဖြစ်ပါတယ်။ဤအတန်း၌ကျောင်းသား40ကျော်ရှိသည် ပမာဏကိုခံမန်းအတိအကျမဟုတ်ဘူးခံမန်းပြတာ။ကဲဒါဆိုရင်နောက်တစ်ခုကြည့်အောင်အကျိန်ပြပစ္စည်း သူကတော့ဘာလဲဆိုတော့နော်အရေးအတွက်အကျိန်အခါကိုပြတယ်နော်အကျိန်ပြနောက်ဆက်ပစ္စည်းဆိုတာကိုခေါ်တာဖြစ်ပါတယ်အရေးအတွက်ကဲအကျိန်အခါရေကိုပြတယ်နော်နောက်ဆက်ကိုအကျိန်ပြပစ္စည်းနောက်ဆက်လို့ခေါ်တယ်သူကဘာတွေလဲဆိုတော့ကျိန်ခါခနော်ဒီစေးကိုတစ်နှစ်၃ကြိမ်တောက်ပါ။သူကအကြိမ်အရွယ်အတွက်ကိုပြတယ် နော်ဤဆေးကိုတနေ့၃ချိန်တောက်ပါနော်တနေ့လမ်း၃ကရှောက်ပါအဲအဲ့လိုမျိုးပေါ့နော်သူကဗာလဲဆိုတော့အချိန်ကိုပြတယ်ပစ္စည်းအချိန်ပြပစ္စည်းကိုပြောတာဖြစ်ပါတယ်နောက်တစ်ခုကအစဉ်ပြပစ္စည်းအစင်ပြပစ္စည်းဆိုတာကဘာလဲဆိုတော့အစင်ကိုပြတဲ့เนาะနောက်ဆက်ကို အစင်ပြနောက်ဆက်ပစ္စည်းလို့ခေါ်တယ်။ဥပမာအဖြစ်မြောက်သူကတော့နော်မြောက်ဆိုတဲ့ကဏန်းလေးတစ်လုံးနော်လမ်းထိပ်ကနေဝင်လာရင်၃အိမ်မြောက်အိမ်မှာကျွန်တော်တို့အိမ်ဖြစ်သည်နော်အစင်အတိုင်းဝင်လာတာပထမအိမ်ဒုတိယအိမ်တတိယအိမ်၃အိမ်မြောက်ပထမအိမ်ဒုတိယအိမ်တတိယအိမ်စတုတ္ထအိမ်၄အိမ်မြောက်ပထမလမ်းဒုတိယလမ်းတတိယလမ်း၃လမ်းမြောက်အဲအဲ့လိုမျိုးကိုသူက သူကအစင်းကိုပြထားတာသူ့ရဲ့သူ့ရဲ့နော်အစင်းပြနောက်ဆက်ပစ္စည်းလေးဟာမြောက်ဆိုတဲ့စကလုံးလေးဖြစ်ပါတယ်သုံးအိမ်မြောက်သုံးလမ်းမြောက်နော်သုံးချောင်းမြောက်နော်လေးလေးအိမ်မြောက်လေးလမ်းမြောက်အဲအဲ့လိုမျိုးအစင်းလိုက်နော်တင်းနေ3 4အဲ့လိုမျိုးအစင်လိုက်ပြနေတဲ့နောက်ဆက်ကို အစင်ပြနောက်ဆက်လို့ခေါ်တာဖြစ်ပါတယ် ကဲနောက်ထပ်တစ်ခုလေးရတော့ဘာလေးလဲဆိုတော့နန်ထောင်ပစ္စည်းနန်ထောင်ပစ္စည်းဆိုတာဘာလဲဆိုတော့နန်နန်စားတွေရဲ့အတိတ်ဘယ်ကိုနော်ထူးခြားလေးနဲ့အောင်ကိုကြီးထောက်ပံ့ပေးတဲ့ပစ္စည်းကိုနန်ထောက်ပစ္စည်းလို့ခေါ်တယ်။နန်ထောက်ပစ္စည်းလေးတွေမှာကြတော့သူကခွဲထားတာရှိတယ်။နော်ပထမဆုံးတာတာလင်းလဲတော်လဲပင်ထောင်ပင်နော်တောင်နော် ကုနကဟာမြောက်ခုဟာတောင်းเนาะပိုင်းအရာဒီမှာမှာဘာတွေလဲဆိုတော့တာတာလင်တော့ဆိုတာဘာလဲဆိုတော့ပိုင်းခြားကန့်သက်ခြင်းပြတယ်နောက်ဆက်လို့ခေါ်တယ်เนาะတာတာလင်တော့เนาะပထမပေးထားတယ်เนาะနန်းထောက်ပစ္စည်းတွေထဲမှာဘာတွေပါလဲဆိုတော့တာတာလင်လဲတော်လဲပင်တောင် နော်ဒါမှဒီအထဲမှာမှတာတာလင်တော့ဆိုတဲ့ဒီသုံးခုဟာပိုင်းခြားကန့်တတ်ခြင်းပြတယ်နောက်ဆက်ကလေးဖြစ်တယ်ကဲဒါဆိုဥပမာကိုကြည့်ကြအောင်မောင်မောင်တွင်အကိုတယောက်သာရှိသည်နော်ပိုင်းခြားထားတာသူ့မှာအကိုတယောက်แท้ပဲရှိတယ်တင်တော့တယောက်သာပဲရှိတယ်ကန့်တတ်ထားတာ နောက်ပိုင်းခြားကန့်သက်ထားတာမောင်မောင်တွင် အကိုတယောက်သာ ရှိသည်ကဲဒါဆိုနောက်တစ်ခုအေဝရတောင်သာလျင်အမြင့်ဆုံးဖြစ်သည်ဒါသာလျင်နဲ့တုံးသွားတာပထမတစ်ခုကသာနဲ့တုံးသွားတာနောက်တစ်ခုကသာလျင်နဲ့တုံးသွားတာအေဝရတောင်သာလျင်အမြင့်ဆုံးဖြစ်သည်ကဲဒါဆိုရင် နောက်တစ်ချောင်းကြည့်အောင် ထိုအကြောင်းကိုဆရာတော်သိပါသည်ဆရာတော်ဒီအကြောင်းကိုသိတယ်နော်ကိုဖြစ်ပြနေတဲ့အကြောင်းကိုဆရာတော့သိတယ်ဆိုတော့စကားလေးနဲ့ပြုတ်သုံးမယ်ဆိုရင်ဒီတော့ဆိုတာလေးကိုသုံးသွားမှာဖြစ်ပါတယ်။ကဲဒါလေးကဘာလဲဆိုတော့ပိုင်းချာကန့်တက်ပြနန်းထောက်ပစ္စည်းလို့ခေါ်တယ်။ကဲနောက်တစ်ခုကြည့်အောင်ပါယောလဲเนาะဒီအထဲမှာ နော်ပါယောလေဒါပါလဲဆိုတော့ပေါင်းစည်းခြင်းကိုပြတယ်နော်ပေါင်းစည်းခြင်းကိုပြတယ်နန်ထောက်ပစ္စည်းလို့ခေါ်တယ်ပါယောလေဒါဆိုရင် ဥပမာကိုကြည့်အောင်ခྱི་ထွက်လင်းအဖေပါလိုက်မီခྱི་ထွက်လင်းအဖေပါလိုက်မီဒါလေးကဥပမာနေနဲ့သုံးသွားတာကျန်တာအစားထုတ်ပြီးရေးလို့ရတယ်စာကြောင်းတွေအများကြီးရှိတယ်ခྱི་ထွက်လင်း အဖေပါလိုက်မီခရီးထွက်ရင်ကိုကိုပါလိုက်မီခရီးထွက်ရင်မမပါလိုက်မီခရီးထွက်ရင်တန်ငယ်ချင်းတွေပါလိုက်မယ်အဲအဲ့လိုမျိုးပေါ့နော်ခရီးထွက်ရင်အဖေပါလိုက်မီဒါကဘာလဲဆိုတော့ပေါင်းစည်းချင်းကိုပြတာအတူတူပူပေါင်းပြီးသွားမယ်လို့ပြောလိုက်တာကဲအဲ့တော့ပါပြီးတော့ဘာကြံသေးလဲဆိုတော့ယောနော်ယောကိုကြတော့ဘလို့လေးသုံးသွားတယ်လေသူကယောသဘောတူရဲ့လားတဲ့ နော်ဗာဒါဘာလဲဆိုတော့ပေါင်းစည်းခြင်းကိုပြတယ်နော်နောက်နန်နောက်ဆက်သူကရောသဘောတူရဲ့လားတဲ့ကဲနောက်တစ်လုံးကြည့်အောင်လဲနော်ပါရောလဲရဲ့အတုံးပေါင်းစည်းခြင်းပြအောင်နော်နန်းအကြောင်းကိုပြောပြောနေတာပါ ကျမ်းမာရေးကိုလည်းဂယုဆိုင်ပါတဲ့လဲအတုံးလေးကျမ်းမာရေးကိုလည်းဂယုဆိုင်ပါတဲ့ကဲဒါလေးကတော့ပေါင်းစည်းခြင်းပြနန်းစားလေးအကြောင်း နော်ပြော့ပြပေးသွားတာဖြစ်ပါတယ်ကဲနောက်တစ်ခုလေးကြည့်အောင်နော်လေးနဲ့ချင်းကိုပြတယ်နော်နန်စာလေးနဲ့ချင်းကိုပြတယ်ပင်တောင်ဥပမာအားဖြင့်ကြည့်ရမယ်ဆိုရင် လူငယ်များကဥရွှေကိုပင်ခေါင်းဆောင်တင်ကြသည် ဥရွှေကိုပဲထပ်ပြီးတော့ကောင်းဆောင်တင်းတာဘာလဲဆိုတော့ဥရွှေအပေါ်မှာသူတို့ထားတဲ့စိတ်ကလင်းနေလို့လင်းနေချင်းကိုပြတယ် နော်လေးနေချင်းကိုပြတယ်နန်ထောက်ပစ္စည်းမို့လို့ပင်ဆိုတဲ့အတော့လူငယ်များကဥရွှေကိုပင်ခေါင်းဆောင်ထပ်တင်ကြတယ်ဒီကိစ္စကိုငါတော်မသိဘူးတောင်းဒီကိစ္စကိုငါတော်မသိဘူးလေးနေချင်းကိုပြတယ်နော်ပစ္စည်းလေးတွေနန်ထောက်ပစ္စည်းလေးတွေဖြစ်ပါတယ်နော်ကဲနောက်တစ်ခုကြည့်အောင်နောက်တစ်ခုကတန်တရားစိတ်ကိုပြတယ်နန်ထောက်ပစ္စည်း ဘာပါတယ်လဲဆိုတော့မြားဆိုတဲ့အတုံးကိုပါတယ်တန်တရားစိတ်ကို ပြတာကလေးငယ်ဖျားများဖျားနေသလားတဲ့သမီးဖျားများဖျားနေသလားတဲ့ตาဖျားများဖျားနေသလားတဲ့မြားဆိုတာပါလေတန်တရားစိတ်ကိုပြတာသူပါများ ဖြစ်နေတယ်လေနော်ကလေးဖျားနေသလားဖျားများဖျားနေသလားဒီအခန်းနဲ့တခိုးများဝင်းနေသလား နော်တန်တရားစိတ်အတွေးတွေဝင်နေတာငါအိတ်ငိုက်နေတာကိုတယောက်ယောက်များ မြင်သွားသလားမသိဘူး။ဘာလဲဆိုတော့တန်တရားအတွေးတွေနဲ့နော်ရှိနေတဲ့ပစ္စည်းလေးနန်းထောက်ပစ္စည်းလေးတန်တရားစိတ်ကိုပြတယ်နန်းထောက်ပစ္စည်းဘာလဲဆိုတော့ညာကဲဒါဆိုရင်ဒီနေ့တော့အခြားပစ္စည်းလေးတွေကနေပြီးတော့ရင် နောက်ထပ်ဆက်ပြီးတော့ နော်ကိန်းညွန့်ပစ္စည်းတင်ချာလေးနဲ့ပစ္စည်းပမာဏပြပစ္စည်းအချိန်ပြပစ္စည်းအစဉ်ပြပစ္စည်းနဲ့နန်းထောက်ပစ္စည်းလေးတွေရဲ့အကြောင်းကိုဆက်လက်ပြီးတော့တင်ကြားပေးသွားတာဖြစ်ပါလိမ့်ရှင်တည်တည်ကြကြနားလည်နိုင်မယ်လို့ထင်ပါတယ်နဝင်မာတန်းမြန်မာသားတတားမာပါဝင်တဲ့ပစ္စည်းလေးတွေရဲ့အကြောင်းလေးတွေကိုသင်ပေးနေတာဖြစ်ပါလိမ့်ရှင်ကျေးဇူးတင်ပါတယ်